တို့ညာရဲ့ကလကများအားလုံးပဲမင်္ဂလာပါခင်ဗျာဆရာကြီးမြတ်တန်တင်းရဲ့ခေပြန်ရုပ်ပုံလွှာများဆိုတဲ့မဂ္ဂဇင်းဝတ္ထုတို့များစာအုပ်ထဲကဒီနေ့မှာတော့ကျွန်တော်ကအမေလိုသမီးဆိုတဲ့မဂ္ဂဇင်းဝတ္ထုလေးကိုဆက်လက်ဖတ်ပြပေးတော့မှာဖြစ်ပါတယ်နားဆင်ခံစားကြည့်ရအောင်ခင်ဗျာအမေလိုသမီးမိခင်နဲ့ကျွန်တော်တို့မတွေ့ကြသေးမှာနှစ်ပေါင်း30လောက်ရှိတော့မည်ထင်သည်မမရရ သူနှင့်ကျွန်တော်နောက်ဆုံးတွေ့ကြသည်မှာ1960ခုမေလထဲမှာညတညဖြစ်သည်ကျွန်တော်ကဇနီးတဲ့နဲ့အတူရွှေတုံဖရားသူလမ်းလျှောက်ထွက်လာကညခွဲဆောင်တန်းမှာကုန်းတော်ဘောသူတက်လာခဲ့သည်ကုန်းတော်ဘောတွင်ဖရားကိုလက်ရရဲလှဲ့ပတ်ကတစောင်းတစ်ခုတွင်ပန်းစီမီပူဇော်ကြသည်ဇနီးတဲ့က တန်းစီမီပူဇော်နေစဉ်ကျွန်တော်ကဝက်ချပြီးနောက်ဆေးလိပ်တောက်ရန်စောင်းတန်းအပြင်ဘက်သို့ထွက်လာခဲ့သည်သူစဉ်ဖျားဘူးတွေချားတဲ့ကဟာအကူပါလားတယောက်တည်းလားသို့သည့်အတန်ကိုကြားလိုက်ရသည် ကျွန်တော်လှည့်ကြည့်လိုက်သည့်အခါတွင်နုငယ်ချုံမောသည့်မိမပြိုလေးတူနန်းသာယံပိုးပြောလုံကြီးနှင့် နာတာယံဘိုးအင်ကြီးကလေးလက်စကားကိုဝတ်ထားပြီးလက်တွင်ပန်းစည်းကင်ထားသည်သူ့စပင်နူးနူးကလေးများသည်ပခုံးပေါ်သို့ဝဲကျနေသည်သူ့ဘေးတွင်သူ့ထက်၁၀နှစ်လောက်ကြီးမည့်အမျိုးသားတဦးအရက်ထောင်ထောင်မောင်မောင်လှိုင်းတွန့်လိုဝိနေသောစပင်များသည်လေးတောင်ဆက်ဆက်ရှိသောမျက်နှာအထက်ပိုင်းပေါ်သို့ဝဲကျနေသည်သူကလည်းရွှေဖလားရောင်ဘန်ကောက်လုံးကြီးနှင့် စတက်ကောလာလက်ရှိနှင့်ဘိုးအပေါ်အင်ကြီးတို့ကိုဝတ်ထားပြီးလက်ထဲတွင်ပန်းစည်းကိုကင်ထားသည်အကူကလည်းဘာကြောင့်ကြည့်နေတာလဲမေခင်လေးမင်းမပြူကအတန်လွန်လွန်ဖြင့်ခံမြူးမြူးခန်းနောက်နောက်ကလေးပြောသည်ဟုတ်သားပဲမေခင်ရဲ့မေခင်ဆိုတာကျွန်တော်ညီမတွေနဲ့ကစားပဲကြောင်းနေပဲစာဖတ်ပဲ အပြူကြီးဖားဖားဖြစ်မှဒီတစ်ချိန်တာပြန်တွေ့ဘူးသည်သည်ကျွန်တော်သည်ငယ်စဉ်ကားထက်နုပြူလှပနေသောမိခင်ကိုကြည်နီမိသည်ထို့နောက်သူ့ဘေးတွင်ရနေသော အရထောင်ထောင်မောင်မောင်နှင့်လူရွယ်ကိုလည်းလှမ်းကြည့်နေမိသည်မိခင်ကကျွန်တော်ကြည့်နေသည့်သဘောကိုနားလည်သွားဟန်တူသည်ဟောရာကမိခင်နဲ့လက်ထပ်တော့မဲ့ကိုသိမ်းမောင်တဲ့ မြဝကျုံးပေါ်ကစံစဲပိုင်ရှင်သားလေးကိုကိုသိန်းဒါကမိခင်ကကျွန်တော်တို့ကိုမိတ်ဆက်ပေးသည်ကျွန်တော်ဇနီးဖះရှိခိုးပြီး၍ရောက်လာသည့်အခါတွင်ကျွန်တော်ဇနီးကိုသူခင်ပွင့်လောင်းနှင့်မိတ်ဆက်ပေးသည်ကျွန်တော်တို့လေးယောက်အတန်ကြာရစကားပြောပြီးနောက်မင်္ဂလာဆောင်ကရန်ကုန်မှာရောကိုကိုသိန်းတို့မြို့မှာပါလို့မှာ အဲ့ဒီတော့အမားတို့ကိုဖိတ်မှနော်မြေဝကျုံပေါ်ကမင်္ဂလာဆောင်ကိုတော့မလာချင်ရင်နေပါဒါပေမဲ့ရန်ကုန်မင်္ဂလာဆောင်ကိုတော့အမားတို့လာပြန်လာရမယ်နော်မိခင်တို့မှရင်းရင်းချမ်းချမ်းဆိုလို့ဒီလူတွေပဲရှိတာအခုမိခင်ကကလေးတယောက်လို့ပြောနေသည်ပြန်ကနီးတွင်မိခင်ကကျွန်တော်ဇနီးအနာတို့ကပ်၍ခတ်တူးတူးကလေးပြောသွားသည်မိခင်က ကျိုက်လို့ယူတာမဟုတ်ဘူးအမေပေးသားလို့ယူတာမိခင်ကတော့အပြူလို့နေချင်သေးတာပဲဟိုကပိုက်ဆံသိရှိတော့အမေကညီကကမမနေချင်ယူရမယ်တို့မှလည်းအချင်းကြီးမကောင်းဘူးဒီလိုအခွင့်အရေးမျိုးကြုံတော့မှအရာယူရမယ်ဆိုလို့ယူလိုက်ရတာဒီလိုပြောသွားတယ်မိခင်ကအခုထိကလေးလိုပဲနော် ပြောရမှန်းမသိမပြောရမှန်းမသိဟုကျွန်တော်ဇနီးကပြောသည်ထိုအချိန်သည်မိခင်နှင့်နောက်ဆုံးတွေ့ခဲ့သည့်အချိန်ဖြစ်သည်သူ့မင်္ဂလာဆောင်ဖိတ်စာကိုလည်းမရခဲ့ပါမကြသေးမီကကျွန်တော်စီမိခင်နှင့်နောက်တစ်ချိန်တွေ့ပြန်သည်နှစ်ပေါင်း30အတွင်းဒုတိယအချိန်တွေ့ခြင်းဟုလည်းဆိုနိုင်ပါ၏မေလာဆန်းစတွင် ကျွန်တော်နှင့်သနီးတဲ့သူရွှေတကုံစေတီတော်သို့သွားဖူကြသည်ထုံးစံအတိုင်းကျွန်တော်တို့သနီးမောင်နှံသည်မြောက်ခွဲဆောင်တန်းရှိကုန်းတော်ပေါ်သို့တက်လာခဲ့၏ခါတိုင်းလူစေတီတော်ကိုလက်ရရဲ့ပပီနာတစောင်းတစ်ခုတည်းတွင်ထိုင်၍ဖျားကတော့ပြီးထွက်လာခဲ့သည်ကျွန်တော်ဇနီးကကျွန်တော်လက်ကိုတို့၍ခုနကဖြတ်တော်တဲ့မြို့သမီးကမိခင်နှင့်တူလိုက်တာ ဒါပေမဲ့စပင်းကြီးကတော်တော်ဖြူနေပြီကိုလုံးကိုပါကနည်းနည်းပိန်နေပြီမဲ့သူ့ကိုလုံးကိုပါကဘယ်တော့မှမကြနိုင်တဲ့ကိုလုံးမျိုးမိခင်ရဲ့ကိုလုံးကိုပါမျိုးပဲဒါပေမဲ့ရုပ်ကတော့တော်တော်လေးကျသွားပြီမိခင်အမလည်းမဖြစ်နိုင်ပါဘူးမိခင်မှာအမရှိတယ်လို့ပြောတာမကြဘူးကျွန်တော်ကိုခတ်တူတူပြောသည်ကျွန်တော်သည်သူပြရာသူလှမ်းကြည့်လိုက်သည် မိခင်နဲ့တထရာတဲပါပဲအစ်စ်ကြီးတာနဲ့ငယ်တာပဲကြွာချသည်ယခုကျွန်တော်တို့တွေ့ရသည့်အမျိုးသမီးကအသက်90ကျော်လောက်ရှိနေပြီတပင်တွေဖြူနေပြီမျက်နှာလဲချောင်ကျနေပြီပါလျားစပြုနေပြီတို့ရာတွင်လှပ၍မမေ့နိုင်သောမိခင်ဤအချိုးဆက်တိုင်းပင်အလိုနေပါဦးမိခင်လဲ ဒီအရွယ်လောက်တော့ရှိလောက်ပြီပေါ့လွန်ခဲ့တဲ့နှစ်ပေါင်း30ကကျွန်တော်တို့တွေးခဲ့ရသောမိခင်ကအသက်20အရွယ်တဝိုင်းယခုကျွန်တော်တို့တွေးရသောမိခင်ကအသက်50ကျော်တဝိုင်းဒီတော့မိခင်မဖြစ်နိုင်ပေဘူးလားကျွန်တော်တနည်းတဲ့ကိုပြောပြသည်ဟုတ်တာပေါ့ဒီတိုင်းဆိုရင်မိခင်မမိခင်အစက်ဒါကြောင့်ကျမတို့ကိုလက်ကြည့်လက်ကြည့်လုတ်သွားတာကိုတော်တော်ကြာသွားတာပဲနော် ကျွန်တော်တို့သည်ရွှေကုံတစောင်းမှထွက်လာခဲ့ကြကအနောက်ဘက်မှဓာတ်လေကာမှဆင်းရန်ကုန်းတော်ကိုတပတ်ပြန်ပတ်ကြပြန်သည်ဟောမိခင်နှင့်တွေ့ပြန်ပြီဒီတခါတော့သူကကျွန်တော်တို့ကိုအရင်မြင်သွားဟန်ရှိသည်မိခင်သည်အသက်18နှစ်ဆက်ရှင်နှစ်အရွယ်မိန်းကလေးတစ်ယောက်နှင့်အတူကျွန်တော်တို့စီတို့တက်တဲကြီးလာနေသည်အကူနဲ့အမမဟုတ်လားမိခင်မဟုတ်လား ကျွန်တော်တို့နှစ်ယောက်လုံးလည်းပြန်ดูလို့လို့မေးမိကြသည်လွန်ခဲ့သောနှစ်ပေါင်း30ကရွှေတကုံကုန်းတော်ဘောတွင် တွေ့ခဲ့ရသည့်မိခင်ကနုပြိုချောမောသည့်မိမိပြိုတူအိမ်တော်ဦးချက်ဆခင်စာအကျဉ်းသာစာအရေးយ៉ាងတို့ရှစ်တန်းနေသည့်ကျင်းစာဦးမိမိပြိုတရားဘဝကိုခုံမင်တွေ့တာနေသောအတောင်ကိုဖြန့်ပြနေသော မြူးကနေသောတောင်မလီတကောင်ဤဟန်ယခုနှစ်ပေါင်း30ကြာကြာရွှေတကုံများတွင်ကျွန်တော်တို့မြင်လိုက်ရသည့်မိခင်ကအတောင်လက်တို့ကျွတ်ခဲ့ပြီဖြစ်သောတောင်မြေခွက်ပေါ်မှအသွေးအယောင်တို့မေးမိန်သွားပြီဖြစ်သောတောင်အိုမှတကောင်မတွေ့ရတာကြာပြီအမရဲ့စိုးပါတယ်အရင်တစောင်းတစ်ခုတည်းခနာထိုင်ကြရအောင် ဇနီးစေကကျွန်ုပ်ကိုလှမ်းကြည့်သည်မင်းတို့ထိုင်စကားပြောရကြလေငါကုန်းတော်ပေါ်မှာရှောက်ကြည့်ဦးမယ်ပြားလိုက်ကိုလည်းတွားကျင်နေတာကျွန်တော်သည်သူတို့ကိုတစောင်းတစ်ခုတည်းအတွင်းထားရခဲ့ပြီးရှောက်သွားနေသည်တနာရီကျော်နှစ်နာရီလောက်ရှိမှသူတို့ရှိရာသို့ပြန်လာခဲ့သည်သူတို့မှာစကားကောင်းနေကြစေကျွန်တော်ကတတိပေးသည့်အခါတွင်မှာ သူတို့သည်စကားစဖြတ်ခါလူချင်းခွဲလာခဲ့ကြသည် လွန်ခဲ့သော နှစ်ပေါင်း30ကရွှေတကုံများတွင် တွေ့ခဲ့သောမိခင်နှင့်ယခုရွှေတကုံများတွင် ပြန်တွေ့ခဲ့ရသောမိခင်တို့ဤဇာလံကိုမိခင်ကကျွန်တော်ဇနီးတဲ့အားပြောပြလိုက်ပါသည်ကျွန်တော်ကဇနီးတဲ့ထာမတဆင်ကြားရသည့်မိခင်ဤဇာလံကို ပြောခြင်းဖြစ်ပါသည်လွန်ခဲ့တဲ့အနှစ်30တုန်းက ရွှေကုံကုန်းတော်ညာတညာမှာတွေးခဲ့တော့ကမိခင်နဲ့အတူမျိုးသားတယောက်ပါလာတယ်လေအဲ့ဒါကမိခင်နဲ့လက်ထမဲ့မိခင်ရဲ့ခင်မွန်းလောင်ကိုသိမ်းမောင်တဲ့သူကမြဝကျွန်းပေါ်ကဆန်ဆက်တတိသာဆန်ဆက်တွေပိုင်နေမော်တော်ကားတွေပိုင်နေအမှန်ကမိခင်တို့ကစင်းရဲတယ်မိခင်အဖေကအင်္ဂလိပ်ကဗျာရန်ကုန်မှာဖွင့်ထားတဲ့ နိုင်ငံခြားကမ္ပဏီတစ်ခုမှစည်ရေးကြီးလုပ်တယ်။မိခင်အမေကခန့်ငယ်ငယ်လဲလဲချောချောဆိုတော့အဲ့ဒီစည်ရေးကြီးကိုယူလိုက်ရောစည်ရေးကြီးကမိခင်အမေထက်အစ်စ်နဲ့နဲ့ကြီးတယ်။မိခင်ဆယ်နှစ်သမီးလောက်မှစည်ရေးကြီးဆုံးသွားတော့သူတို့သားမီးပဲကြံခဲ့တယ်။ကျမတို့နဲ့တိုက်ချင်းကိုက်ရဲဆိုတော့ဝန်ထွက်သွားလာနေကြတာပေါ့။အဲ့ဒီတော့မှ ကျမတို့ကចောင်းသူမိခင်ကလည်းကျမတို့တက်တဲ့ brain ကွန်ပဲမှာပဲចောင်းတက်တယ်ကျမတို့တဲ့၄၅ချောင်းနေငယ်မပေါ်ကျမတို့ဆယ်ရန်ရောက်တဲ့နေ့ကျတော့ကျမတို့လည်းပြောင်းမိခင်တို့လည်းပြောင်းသွားကြတာပဲအဲ့ဒီနောက်မှာမိခင်ဟာစံသက်တတိသားနဲ့အိမ်အောင်ကြတယ်အဲ့ဒီတုန်းကမိခင်ကဝါရှော့ဟာရွေးတူကောင်းလေးတောင်နဲ့ကြိုက်နေတဲ့ဒါပေမဲ့ မိခင်အမေကတိတ်အသုံးဖြုံးကြည့်တယ်မဟုတ်လားဟိုတုန်းကဘိုးကတော်ကြတော့အရာရှိကတော်တို့နေတယ်လို့နေ့လေတိုင်ရင်ပိုကာလေးတောင်းလိုက်ညနေတိုင်ရုပ်ရှင်လေးကြည့်လိုက်အိမ်တကားလည်းအတင်းပြောလိုက်ဒီတော့အိမ်မှာအိမ်ပေါ်ကလေးနဲ့သမီးကလေးပဲကြံတယ်လေစည်ရည်ကြီးကပင်သင်လာတာကလေးတွေကြံနေဘာမှစုထားတဲ့ငွေကလေးတွေကြံနေအဲ့ဒါလေးနဲ့ပဲထိုင်စားနေတာ နေလေခင်မှာဆိုရင်မိခင်ကကြောင်းတဲ့ကြောင်းကပြန်လာရင်အိမ်နီးနာချင်းကလေးတွေနဲ့ပဲအချင်းကုန်ရတာသူ့မိကြီးကတော့ရှောက်လဲနေတာပဲဒီလိုနဲ့မိခင်အပြူပေါက်ကလေးဖြစ်လာတယ်အဲ့ဒီတုန်းမှာဝါရှော့ကကောင်လေးတယောက်နဲ့ကြိုက်ကြတယ်ကောင်လေးကသူ့ထက်ကြီးရင်တနည်းနည်းနဲ့ပေါ့ဒါကိုအမေကြီးကမသိဘူးဒီတုန်းမှာမိခင်ကဝါရှော့ကကောင်လေးနဲ့ခိုးရလိုက်ပြန်တယ် မလိုက်ပြီပဲဘယ်မှနေမှာလဲအမေကကြည့်ပြီးမထိန်ပဲအပြုတ်ကလေးကိုဒီတိုင်းလွှတ်ထားတော့လိုက်ပြေးတာပေါ့ဒီတော့အမေကလိုက်ရှာပြီးကောင်းမလေးကိုပြန်သိမ်းထားလိုက်တယ်ဒီတုန်းမှပိုကောက်ပိုင်းတစ်ခုမှမြို့ဝကျွန်းပေါ်ကစံတဲ့တတိသားကိုသိမ်းမောင်နဲ့တွေ့တယ်အဖွာကြီးကအလဲကြီးပဲကိုသိမ်းမောင်ကိုအိမ်ကိုတပြေးပြေးဖိတ်ပြီးတမီလေးနဲ့မြားတာပေါ့ကိုသိမ်းမောင်ကလည်း မိခင်ကိုသဘောကျသွားတယ်။အမေကြီးတော့မိခင်ကိုကြိတ်ပြီးပြင်းပြသင်ပေးတာပေါ့။ဘလူစစ်ဆန်ရမယ်။အဝတ်စားတို့ဘာတို့ပူဇာရင်ဘလူပူဇာရမယ်။ယောက်ျားတွေသဘောကျအောင်ဘလူပြောရမယ်။ဘလူနေထိုင်ရမယ်ဆိုတာတွေကိုအကုန်သင်ပေးတာပေါ့။မိခင်ကိုလည်းကိုသိမ်းမောင်နဲ့ရုပ်ရှင်ထဲတယ်။ညနေသားတို့ဘာတို့ထွက်စားရင်ကိုသိမ်းမောင်နဲ့ထဲတယ်။နေ့လေခင်မှာ ိုသိမ်းမောင်နဲ့လှုပ်ပေးတယ်။ကိုသိမ်းမောင်ကလည်းကောင်းမလေးကိုတကယ်ချစ်ချက်သွားတယ်။နောက်တော့လက်ထလိုက်တယ်ဆိုပါစို့။လွန်ခဲ့တဲ့နှစ်ပေါင်း30ကရွှေကုံရင်မြင်တော်ပေါ်မှာကျမတို့နဲ့အတူတွေ့တုန်းကပါလာတဲ့သူဟာအဲ့ဒီသူ့ယောက်ျားကိုသိမ်းမောင်ပဲ။ကိုသိမ်းမောင်ကကောင်းမလေးကိုသူတို့မျိုးကိုခေါ်သွားတယ်။ရန်ကုန်မှာတော့သူ့အမေကြီးနဲ့အိမ်ပေါ်ကလေးနေဖို့ဆိုပြီးလမ်းကျယ်တစ်ခုမှာ တိုက်ခန်းတကန်းဝယ်ပေးတယ်တလားကိုမိခင်တို့လက်မယားကငွေတထောင်လောက်ထောက်ပံ့ရတဲ့အဲ့ဒီခေတ်ကငွေတထောင်ဆိုတာနဲတာမှမဟုတ်တာနော်အိမ်လာကားတော့ဘာလို့မပါပဲအဖွားကြီးရဲ့အိမ်ပေါ်မကလေးရဲ့ဒါပဲရှိတာဒီနေရာအတွက်မိခင်တို့ကတလားကိုတထောင်ပို့ရတယ်ဒါတောင်မိခင်တို့လက်မယားရန်ကုန်လာရင်အဝဲအစားတို့ဆေးတို့ မုံဘုံတို့ဝယ်ပေးသွားသေးတယ်။ငွေဆိုရင်လဲတထောင်မျိုးနှစ်ထောင်မျိုးတက်တက်ကတော့သွားသေးတယ်။ဒါပေမဲ့သူ့အမေကတိတ်ပြီးအသုံးကြီးတယ်တဲ့။လက်ဖွာတယ်တဲ့။ဒီကြားမှာမိခင်ကယောက်ျားလှုပ်တဲ့သူမသိအောင်တက်တက်ကြိတ်ပူရတာတွေရှိတယ်။ဥပမာအမေမှာငွေသိအကုန်များနေတယ်။ဒါကြောင့်ငွေတထောင်လောက်ပို့ပါဦး။အမေမှာဘသူတီကအကျွေးဘလောက်ယူထားရတယ်။ ဒါကြောင့်ဘလောက်ပို့ပါအောင်လို့ကြားပြမာတာတွေလည်းရှိသေးတယ်။ဒီလိုအခါမျိုးမှာတော့မိခင်က "तू ယောက်ျားမသိအောင်တိတ်တိတ်လေးပို့ရတယ်။ तू အမေဟာရန်ကုန်မှာမွေးရန်ကုန်မှာကြီးပြီးအရင်ဆုံးကလို့အင်္ဂလိပ်ကုမ္ပဏီကြီးကကာဗျာစီကြီးနဲ့ရာခဲ့တော့ဘိုးကတော်ကြားတွေအနေနဲ့အချိုးမပြောင်းကျင်ဘူးဒီလိုနဲ့မိခင်တို့က ငွေကြီးကိုမကြခနာပို့ပေးနေရတယ်။ဒီတော့မှမိခင်ပြဿနာတရားပေါ်လာတယ်။ဘလူကနေဘလူတိသွားမှန်းမသိဘူး။မိခင်ဟာခိုးရလိုက်ပြီဘူးတဲ့။အဲ့ဒီယောက်ျားနဲ့တလားနှစ်လပေါင်းနေခဲ့တယ်။နောက်မှအမေကြီးကပြန်သိမ့်ပြီးသူနဲ့ပေးသားတယ်ဆိုတာကိုကိုသိမ့်မှန်သိသွားတယ်။ဒီတွင် ကိုသိမ်းမှန်ကရှစ်လဲရှစ်စိတ်လဲစူးပြီးမိခင်ကိုကွာရှင်းပစ်လိုက်တယ်လိုအပ်တဲ့ငွေလဲတော်တော်များများပေးပစ်လိုက်တယ်အဲ့ဒီတော့ကိုသိမ်းမှန်ကိုကြောက်လိုက်တာမပြောပါတော့တဲ့အဲ့ဒီတဲ့တင်းကိုကြာတော့ကိုသိမ်းမှန်ဟာသူ့ကိုဘာမှမပြောဘူးတဲ့ခါတိုင်းသူ့ကိုအလိုလိုက်သူချွဲရင်သဘောကျတတ်တဲ့ကိုသိမ်းမှန်ဟာ သူ့ကိုစကားလည်းမပြောတော့ဘူးသူ့အနာကိုလည်းတဏီကုံအကမခံဘူးတဏီကုံစစ်ထဲမှာပဲနေတဲ့ညာအိခါနီးတော့မှစံသစ်ထဲကပြန်လာတဲ့တခါတလေကျတော့ပြန်မလာဘူးတဲ့ဒီလိုနဲ့ကိုသိမ်းမဟာသူ့ကိုစကားလည်းမပြောထမင်းလည်းအတူမစားပဲနေလို့နှစ်ပတ်လောက်ကြာသွားတဲ့တညမှာကိုသိမ်းမဟာ အရစ်တွေမူးအောင်တောက်လာပြီးသူ့ကိုအဝတ်စားတွေထုတ်ပိုးခိုင်းနေရန်ကုန်ကိုသွားမယ်လို့ပြောတယ်။သူတို့မျိုးကရန်ကုန်နဲ့တိတ်ဝေးတာမဟုတ်ဘူးလေ။သူတို့မှာကိုပိုင်မော်တော်လေးလည်းရှိတော့အဲ့ဒီမော်တော်နဲ့ပဲသွားမယ်လို့ပြောတယ်။မော်တော်ပြင်ပြီးပြီတဲ့။သူကမနေ့မှသွားပါလားဆိုတော့မဟုတ်ဘူးတဲ့။အခုသွားမယ်ပြောပြီးသူ့ကိုမော်တော်ပေါ်ကိုခေါ်သွားတဲ့တယ်သူတို့မော်တော်ကစစ်စစ်မှစိုက်ထားတယ် တပည့်တွေလည်းမော်တော်ကိုအသင့်ပြင်ပြီးပြီးမော်တော်သမားလည်းရောက်နေပြီကိုသိမ့်မောင်ဟာစိတ်စိတ်ကခွာတာနဲ့သူ့ကိုသပင်ဆွဲပါးရိုက်ပြီးနီးငါ့ကိုအယူလုပ်တယ်ငါနင်းကိုလူကြီးလူခံပီပီရန်ကုန်မှာလက်ထက်ခဲ့နီနိုတာမီနီနိုတာမီမျက်နှာမငယ်ရအောင်ဆိုပြီး ရန်က ma်လထခ်ne ငမျုမလ်လထပွကကို ခခနလုပ်ေခ်ne နကလ်ငတခသမမမရမမပောင်းခ်ne လလေသည်မရှိအောင်လ်ထခ်ne နအမေကိုလ်သမနမနေခြင်းမှုစလရကမတိုက်ကတခဝပေး။ ။တလာတထောင်ထောက်ပံ့ပြီးတင့်တင့်တက်တက်ရောက်ကမကိုမိဘနေရထားခဲ့တယ်။အခုတော့လီတော့တာမိကငါကိုနမရှုံးပိတ်ရောင်းတာ။နင်ပါပြောအောင်မလဲ။နင်ပါပြောအောင်မလဲမိခင်။ဆူဘီမူးမူးနဲ့သူ့ကိုသပင်းဆွဲပါးရိုက်နားရိုက်လှုပ်တဲ့တယ်ဒီတွင်သူကလည်းဟုတ်တယ် 怎么还不挂进去挂进来？信我怎么在路有点毛不？信我怎么啊？阿妹背大路有来呀的，苏比想骗子看伢家的，嘟嘟表呀人哦，艾里那妈过对忙呢没看到，怪多家的，过对忙啊，如果没伢子一片。ငွေငါးတောင်းနဲ့ရန်ကုန်မှာသူတို့အမိနေတဲ့တိုက်ခန်းကိုပါပေးလိုက်တယ်တဲ့ သူ့အမေကတော့ခပ်ပေါ့ပေါ့ပဲတဲ့မငိုစမ်းနဲ့အေး तू မပောင်းရင်လည်းဘယ်တတ်နိုင်မှာတော့ငါတို့လည်းရားတဲ့နာရလိုက်ပြီးပြီပဲရှောက်ကြပေါ်ပါတယ်အေးဟဲ့အခုဟာကကြည်အောင်နင်းမျက်နှာကိုမျက်နှာသေးကြီးနဲ့အေးမုံဖို့ကောင်းလိုက်တာလို့ပြောတဲ့ကျမတို့နဲ့တွေ့ပြီးနောက်၃လနှစ်လောက်ကြာမှလင်မယားကွဲတာပါပဲနောက်တော့သူ့အမေက ူကိုအဖိုးကြီးတယောက်နဲ့နေရာချပေးပြန်တဲ့။အဲ့ဒီအဖိုးကြီးကဥစိန်နဲ့အဖိုးကြီးကตาကြီးမယားကြီးရှိတယ်။ရှိစုသမီးကြီးတွေကိုကမိခင်လောက်နေပါရှိနေကြပြီ။အမေကြီးကသူ့သမီးလေးလင်ပြက်ခံလိုက်ရတဲ့အကြောင်းအစတုန်းကတော့လူပြိုမှတ်လို့ယူလိုက်ပေမဲ့နောက်တော့အငဲနှောင်းမှန်းတီးရတဲ့အကြောင်းအဲ့ဒီခါမှာ ာမှမတတ်နိုင်တော့တဲ့အကြောင်းဒါကြောင့်ကြိတ်မိတ်ပေါင်းခဲ့ရတဲ့အကြောင်းနောက်ဆုံးမှာဒါကြီးမယားကြီးတိသွားလို့သူ့ကိုဆွန့်ပစ်ခဲ့တဲ့အကြောင်းဥစိန်ကိုပြောပြတဲ့ဒီတော့မိခင်ကသိရိုးတယ်မဟုတ်လားမိခင်ကမဟုတ်ဘူးလို့ပြောမယ်လို့လို့တော့သူ့ကိုအမေကြီးကကိစ္စတခုကိုအကြောင်းပြပြီးတခြားကိုခိုင်းလိုက်တဲ့ဒီလိုနဲ့တူတူပြောရရင်တော့မိခင်ဟာ ဦးစိန်ရဲ့အငဲအနှောင်းဖြစ်သွားတာပေါ့ဟိုကလည်းပြောင်ပြောင်ပဲပြောတဲ့သူကအငဲနှောင်းသဘောမျိုးသာဖြစ်တဲ့အကြောင်းပြောတယ်သူတို့သားမိအတွက်တိုက်တလုံးနဲ့မော်တော်ကားသတိဝဲပေးထားတယ်တလားကိုတပေါင်းထောက်တဲ့မိခင်အမိကတော့ဘူကာလေးဆွဲလိုက်မင်းကတော်ရီဝိုင်းကိုတွားလိုက်နဲ့ဟန်ကြနေတာပေါ့လေသူ့အမိဟာနောက်တော့ ဘူကာတို့လောက်တောင်မဟုတ်တော့ဘူးလေးကောင်ချင်းတို့တချမ်းမောက်တို့ကိုကစားလာတဲ့တခါတလေမှာတော့သူတို့တိုက်မှာတင်းမဲလေးကောင်ချင်းတိုင်ဖွင့်နေဆက်ရှင်ကိုလိုက်ပြီးအကောက်ကောက်တယ်တနည်းကိုလေးဆက်ရှင်လောက်ဖွင့်နိုင်ရင်ဟန်ကြတာပေါ့ဦးစိန်စီကပိုက်ဆံတောင်းတောင်းဖို့မလိုတော့ဘူးပေါ့အဲ့ဒီအချိန်မှာ၆မိုင်ခွဲကတိုက်လေးကိုသူတို့သားမိအတွက်ပေးထားပြီး ။ဦးစိန်ကကံတော်ကြီးရဲ့တိုက်မှနေတဲ့။သူတို့တိုက်ကလေးကိုကကာလာပေါက်စင်းနဲ့တော်တော်တန်တဲ့။ဒီတော့သူ့အမေကကိုလေတပြေးပြေးအသက်ကြီးလာပြီးညီယောက်ျားစီကရှားစရာရှိတာကိုရအောင်ယူထားလို့ပြောတဲ့။မိခင်ကတော့သူ့အမေပြောတဲ့စကားကိုကောင်းကောင်းနားမလည်ဘူးပေါ့။သူတို့မှဘာလို့သေးလို့လဲ။ဦးစိန်ကလာစဉ်ထောက်ပံ့နေ 6မိုင်ခွဲမှာတိုက်တလုံးပေးထားတယ်။မော်တော်ကားလည်းရှိတယ်။ဦးစိန်ကတော့တပတ်မှတစ်ခါလောက်ပဲလာတာ။ဒီတော့သူတို့အဖို့ဘာမှပူဇော်ပင်စရာမလိုတော့ဘူးပေါ့လို့မိခင်ကထင်တာပေါ့။ဒါမဲ့သူ့အမိကတော့ခုသူတို့နေတဲ့6မိုင်ခွဲကတိုက်ဟာသူတို့ကိုယ်ပိုင်တိုက်မဟုတ်ဘူး။ဦးစိန်နာမည်နဲ့ထားတဲ့တိုက်တဲ့ဒီတော့အကြီးရဲ့အကြောင်းရဲ့ပြဿနာပေါ်လာရင် ကိုပဲဆုံးရှုံးသွားမှာအဖိုးကြီးက60ကျော်90တွင်ရောက်နေပြီဒီတော့မတော်တဆနှစ်ယောက်ကြာကြီးတာပြုံးစို့တည်သွားရင်ညီနှုံးငါတို့ဒုက္ခရောက်ကြံ့ရခဲ့မှာตาကြီးမယားကြီးတွေကမောင်းကြရင်ငါတို့သားမိနေအောင်ပြေးတရာမြေမရှိသလိုဖြစ်နေလိမ့်မယ်ဒါကြောင့်မို့ နင်းကိုဒီတိုက်ကိုနင်းနာမယ်နဲ့ယူထားဖို့ပူစားလို့ပြောတာဟဲ့ဒီတော့မေခင်ကလည်းအမေတင်ပေးတဲ့အတိုင်းတကြီးကြီးပူစားတာပေါ့ပထမတော့ဦးစိန်ကဟိုးလိုလိုဒီလိုလိုလုပ်နေတယ်မေခင်ကတော့အဟုတ်ထင်နေတာပေါ့ဒါပေမဲ့မေခင်အမေကတော့အဖိုးကြီးသူတို့ကိုဝေးလေကြောင်ပတ်လုပ်နေတယ်ဆိုတာသိတယ်လေဒီတော့မေခင်ကိုညီသူစကားကိုအဟုတ်ထင်မနေနဲ့ရအောင်ယူထား ဒီလိုပြောတာနဲ့မိခင်ဟာသူ့ယောက်ျားကြီးစီကိုမိမမာယာနဲ့ပူဇာတာပေါ့အဖိုးကြီးကအစားကတော့တော်တော်တင်းခံနေသေးတယ်။ဒါပေမဲ့သူသားတယောက်ကတိတ်ဖြုံလွင်တိတ်တုံလွင်တော့မခံနိုင်တာနဲ့သူလဲဒီတိုက်ကလေးကိုသားတွေဖြုံမဲ့အတူတူပေးလိုက်တော့မယ်ဆိုပြီးမိခင်ကိုပေးလိုက်တာတဲ့။မိခင်တို့ကံကောင်းတယ်လို့ဆိုရမယ်။ဒီနောက် တိုက်ကိုသူတို့ကိုလွှဲပြီးပြီးနှစ်နှစ်သုံးနှစ်လောက်လဲကြာရောအဖိုးကြီးလဲဆုံးသွားတာပါပဲအမေကတော့ပြောတဲ့ငါကဒီအရေးတွေမြင်လို့တိုက်ကိုများများအလွဲခိုင်းရတာဒီလိုပြောတဲ့တော်တော်လေတဲ့အမေကြီးနော်ကျွန်တော်ဇနီးတဲ့ကဇလန်းကို ပြောပြနေရမှာကြားဖြား၍မှတ်ချက်ပေးသည်နောက်တော့ကိုမိခင်တို့သားမီး ဘလူဖြစ်သွားကြတဲ့လေအဖိုးကြီးဆုံးတော့သူတို့ကိုလာစင်ထောက်ပံ့တဲ့ငွေမရတော့ဘူးလေဒီတော့သူ့အမိကြီးကအိမ်မှာလေးကောင်ချင်းတိုင်ခံရတာကလည်းတိတ်ပိုက်ဆံအရလွယ်တာပဲတဲ့မနစ်စဲနိုင်လောက်မှာ1 session 2 session လောက်လက်ခံလိုက်ညနေပိုင်းညပိုင်းလောက်မှာ၄5 session လောက်လက်ခံလိုက်ရင်တနေ့ကိုအကောက်ချီတက်တဲ့9000ကနေ တတောင်းအတွန်းမှာရှိတဲ့ဒီလိုနဲ့မိခင်တို့သားအမိကလေးကောင်ချင်းတိုင်ခံတဲ့ကြေးစားတွေဖြစ်လာပြီးလေးကောင်ချင်းတိုင်ဖွင့်စားခဲ့ကြတာတော်တော်ကြာတဲ့ဒီလိုလေးကောင်ချင်းတိုင်ဖွင့်နေတော့အစိုးရကလောင်ကစားဝိုင်းတွေကိုတင်းတင်းကြပ်ကြပ်အရေးယူလို့အမိကြီးထောင်ထဲမှာလေးငါးလသွားနေရသေးတဲ့ဒီတော့မှမိခင်ဟာလေးကောင်ချင်းသမားတွေကိုလိုက်ခေါ်ပေးတဲ့ ။ organizer ကိုကျော်ညွန့်ဆိုတဲ့လူနဲ့ရပြန်တဲ့။ခုသူနဲ့ပါလာတဲ့သမီးကလေးကကိုကျော်ညွန့်နဲ့မွေးတာတဲ့။ဒါပြင်ခုကိုကျော်ညွန့်နဲ့ပဲပေါ့။ဒါပေါ့ခုတော့ကိုကျော်ညွန့်ကဒီမှာအလုပ်မကောင်းလို့စင်ကာပူမှာဆိုလားဂျပန်မှာဆိုလားရှူးကြောသွားလုပ်နေတဲ့။ကားတစီးတော့ပို့ပြီးပြီတဲ့။ခုနေတော့အဖိုးကြီးစီကအမွေရတဲ့ချောင်းမှန်ခွဲကအိမ်မှာပဲနေသလား မဟုတ်တော့ဘူးအဲ့ဒီအိမ်ကလေးကောင်ချင်းရှုံးလို့ရောင်းပစ်လိုက်ပြပြီတဲ့ကြာပြီတဲ့ကိုကျော်ညွန်းနဲ့ရာစာကလေးကရောင်းလိုက်ရတာတဲ့ခုသူတို့ကတောင်ဥက္ကလာပမှာနေတဲ့နို့သူ့အမေကြီးကကောသူ့အမေကြီးကလည်းကိုကျော်ညွန်းနဲ့သူနဲ့အိမ်အောင်ကြအဲ့ဒီတိုက်ကိုရောင်းတောင်ဥက္ကလာပကိုပြောင်းလာပြီးမကြခင်မှာပဲဆုံးသွားပြီတဲ့ခုတော့သူ့သားနဲ့ သူတမီကလေးနဲ့ပဲနေကြတယ်တဲ့อืมငါစိုးရိမ်တာတကူတော့ရှိတယ်ကွာဘာလဲသူ့အမေကြီးကသူ့ကိုဗန်းပြပြီးခြူစားခဲ့တယ်လို့သူကလည်းသူ့တမီးလေးကိုဗန်းပြပြီးခြူစားမှကိုစိုးရိမ်တာလားဒါပေါ်သူ့အဖိုးကတော့အကြောင်းမဟုတ်ပေမဲ့ကလေးမလေးရဲ့နောင်ရီကိုငါရင်လေးတယ်ဇူလိုင်လကလေးယာမဂဇင်း 1992ခုနှစ်ဆရာကြီးမြတ်တန်းတင်ခေပြန်ရုပ်ပုံအလွာများစာအုပ်မှာဒုညာရဲ့ကလကပေါင်းကျမ်းမာွှန်လန်းကြပါစေ။